မင်္ဂလာပါပြန်လဲကြိုဆိုပါရစေကျွန်တော်တို့ဒီခဏတော့ Grade 11 English Unit 3 Memory Comprehension ABC ရဲ့ Vocabulary A and B ရဲ့ကိုအတူတူလေ့လာပြေဆိုကြည့်ကြရအောင် Comprehension in pairs near the way to find the buffet words in the passage that are similar in meaning to the following အမှပေးထားသည့်များနဲ့အတိတ်ပဲစင်တူတော့စပိုက်ထဲကစလုံးမဲများကိုတဲ့အနည်းတော်တွေရှာပါတဲ့ there are two extra buffet words in the test စာပိုက်ထဲမှာတော့တဲ့ extra buffet words စလုံးမဲနဲ့ဒီစလုံးမဲစလုံးမဲအပိုနှလုံးပါပါတယ်တဲ့ one unforgettable မမမမေ့နိုင်ပွဲအောက်မေ့ပွဲရာဆိုတဲ့စကားလုံးတဲ့အတိပဲတူတာဒီ passage ထဲမှာ memorable ပေါ့နော် memorable ဆိုတဲ့စကားလုံးပါပါတယ်အဲ့တော့ the answer is memorable ဖြစ်ပါတယ် lamb something so that you will remember it easily တိတိကျကျတိတိချာချာမှတ်မိနိုင်စေဖို့တစ်ခုခုကိုလေ့လာမှတ်သားရဲဆိုတော့သူနဲ့တိပဲစင်တူတာဒီ memorize ဖြစ်ပါတယ်အဲ့တော့အဖြေက memorize easy to understand easy to understand ဆိုတာကနားလည်ရန်လွယ်ကူသောဆိုတဲ့အဓိပ္ပာယ်ပါတူတဲ့အဓိပ္ပာယ်တူတာဒီ passage ထဲမှာဆိုရင် plain ဆိုတဲ့ adjective ပါတယ်ပေါ့နော် so the answer is plane ဖြစ်ပါတယ် a collection of pieces of information stored in a computer system computer system နဲ့မှာဒီတူလောင်ထားသော a collection of pieces of information တတင်းချစ်လက်များအစုများဆိုတော့ဒါကိုကျွန်တော်တို့က passage ထဲမှာဆိုရင်သူနဲ့သက်ဆိုင်တဲ့ both words က database ဖြစ်ပါတယ်အဲတော့ the answer is database 5က feeling annoying impatient annoying ဆိုတာအနေငယ် စိတ်ဆိုးတာစိတ်ကတိကောက်ဖြစ်တာပေါ့နော် impatient စိတ်မရှိတာ feeling annoying and impatient ဆိုတော့သူ ਨੇ သက်ဆိုင်တဲ့စကားလုံးကကျွန်တော်တို့ passage ထဲမှာဆိုရင် frustrated ဆိုတဲ့ adjective ရှိပါတယ်အဲ့တော့ the answer is frustrated နံပါတ်6က heavy and strong feeling ပြင်းပြတဲ့စိတ်ခံစားမှုရှိသောဆိုတော့သူ ਨੇ သက်ဆိုင်တဲ့ adjective က passage ထဲမှာဆိုရင် emotional ဆိုတဲ့ adjective ရှိပါတယ်အဲ့တော့ဒီက emotional ဖြစ်ပါတယ် ဲ့တော့အပိုနှလုံးရှိနေတယ်ဆိုတာက record နဲ့ information ပါအဲ့တော့ကျွန်တော်ဒီနှလုံးကိုဘာကြောင့်ယူလာလဲဆိုတာလဲနောက် slide မှာပြပါလိမ့်မယ်ဟုတ်ကဲ့အဲ့ဆိုရင်ဖြေက memorable memorize plain database frustrated and emotional ဖြစ်ပါတယ် so let's go to next exercise B complete a sentence below with a suitable word from exercise A exercise A ကနော် တက်နေတဲ့စကလုံးတွေနဲ့တဲ့အောက်ပါပေးထားတဲ့ဝက်ကြံများကိုဖြည့်ပါတဲ့ကျွန်တော်အရင် slide က exercise A ကကျွန်တော်တို့ဖြည့်ခဲ့တဲ့အဖြည့်6လုံးကိုဒီမှာကျွန်တော် circle လေးဝက်ပြီးတော့မှယူလာပါတယ်အပုံနှလုံးကိုလည်းကျွန်တော်ဒီမှာယူထားပါတယ်အဲ့တော့ဖြည့်ကြည့်ကြရအောင် number 1 everybody understand his article သူရဲ့စာအုပ်မကိုလူတိုင်းနားလည်တယ်တဲ့ as တော့ကြောင့် his writing is blah 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 indirect သူရဲ့အရေးအသားက direct လဲလစ်တွေလဲကြားတယ် direct နော်ရိုးရိုးသားသားနဲ့အဲဘာဖြစ်လို့လဲဆိုတော့ sorry direct ဆိုလက်တွေ့လဲကြတယ်ဘာဖြစ်လို့လဲဆိုတော့ yoshin လို့ပေါ့နော်ဆို the answer is plain ဖြစ်ပါတယ်အဲ့တော့ plain ဖြစ်လိုက်ပါပြီ two her eyes were fade when tears သူ့မျက်လုံးကမြည်ရည်နဲ့ပြည့်နေသွားတယ် to see တွေ့ရလို့ a very blah 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 moment of her family union သူ့ရဲ့မိသားစုပြန်လဲဆုံစည်းတဲ့ဘာ moment ကြောင့်မို့လဲ yes emotional เนาะစိတ်ထိခိုက်ဖွယ်ရာ စစ်တိခိုက်ဖွဲ့ရာခိုက်တန့်လေးကိုသူမြင်ရတာကြောင့်မို့သူမျိုးလုံးတွေကမြင့်ရည်တွေနဲ့ပြည်နေသွားတယ်တဲ့ the answer is emotional ဖြစ်ပါတယ်နောက်တစ်ခုက number 3 i can blah 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 this is a came to visit last year ဆစ်ဆွေ came to visit us last year လွန်ခဲ့တဲ့နှစ်ကားတဲ့ဆစ်ဆွေကျွန်တော်တို့စီကိုအလဲလာခဲ့တယ်ဆိုတာကိုကျွန်တော် i can blah 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 ကျွန်တော်မကွက်လက်နိုင်ဘူးတဲ့အဲ့တော့ဒီနေရာမှာတော့ကျွန်တော်တို့ I can ဆိုတော့ modify ရတော့မှာကျွန်တော်တို့က verb ပဲလိုက်ရမှာ verb ကိုရှာကြည့်ရင် memorable adjective frustrated adjective database ဒီ adjective noun ပေါ့နော် Okay memorize ဆိုတဲ့ verb စလုံးပဲရှိတယ်ကျွန်တော်တို့ဒီမှာ memorize ဆိုတဲ့ verb ကိုထည့်လို့အဆင်မပြေဘူးကျွန်တော်တို့က memorize verb တလုံးကဒီမှာလည်းထည့်ရအောင်မှာဒီမှာလည်း modify ကျွန်တော်တို့ဒီထဲမှာရှိနေတာကကျွန်တော် exercise A မှာဖြည့်ခဲ့တဲ့တလုံးလေးတော့ verb က memorize ဖြစ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော် memorize ထည့်လို့မဖြစ်ဘူး အဲဒါကမောက်ကမောက်ဖြစ်နေတယ်ပေါ့နော်အဖြေကအဲ့တော့ကျွန်တော်ကဘယ်လိုယူဆလိုက်တယ်လဲဆိုရင် both favors တွေအားလုံးတည်းကအတင့်တော်တဲ့ဟာကျွန်တော်ဒီမှာယူလာတဲ့ recall လို့ပဲကျွန်တော်ယူဆလိုက်တယ်ဒါမှမဟုတ်အဆင်ပြေမယ်ကျွန်တော်တို့ကဒီတိုင်းနာနော်ထည့်နေမယ်ဆိုဒီမှာက buffer ထည့်ရမှာဆိုတော့ memorize လုံးဒါလည်းလုံးဝမတင့်တော်တဲ့အဖြစ်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ကတော့ recall ထည့်လိုက်ပါတယ်ဟုတ်ကဲ့ number 4 our library ကျွန်တော်ရဲ့စာကြည့်တဲ့ကားရဲ့ keeps ထိန်းထိန်းထားတဲ့ a blah 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 of over 10000 books and various subjects အမျိုးမျိုးသောအကြောင်းအရာတွေကိုရေးထားတဲ့10000 books ဆိုတာစာအုပ်ပေါင်း1000ကျော်ပါလေ yes ဖြစ်နေတဲ့တစ်ခုပဲရှိပါတယ် a database ပဲဖြစ်ပါတယ်အဲ့တော့ database my little sister is very intelligent ကျွန်တော်ရဲ့ညီမလေးကအရင်ညာကောင်းတယ်ရှီကင် blah 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 nursery rhymes in short time သူကလေးကဖြာတွေကိုရှီကင် ဘာလို့နိုင်လဲ yes အလွတ်ရနိုင်တယ်နော်ခဏလေးအတွက်မှအလွတ်ရနိုင်တယ် memorize he said blah 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 when his friend didn't understand what he was explaining သူရှင်းပြနေတာကိုသူတငယ်ချင်းကသဘောမပေါက်တဲ့အတွက်သူအနှင်းငယ်ပါဖြစ်သွားလေ yes frustrated အရင်အနှင်းငယ်သူစိတ်ကတိကောက်ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ memorable တော့ပို့သွားတော့ပေါ့ဒီခါလေးကြာရင် textbook တွေကဒီလိုပဲဖြစ်တတ်ပါတယ်ဟုတ်ကဲ့စကြည့်ကြအောင် If you force an answer to each question below, အောက်မှာပေးထားတဲ့မေးခွန်းတီးတီးကိုပြပြဆိုဆိုဖြေပေးပါတယ်။ Number 1, according to books and psychology, စိတ်ပညာကြောင့်ရေးထားတဲ့စာအုပ်တွေအရတဲ့ how many kinds of memory are there? Memory ဘယ်နှမျိုးရှိလဲတဲ့ what are they? သူတို့ကဘာတွေလဲတဲ့အဲ့တော့ memory ကျွန်တော်တို့လေ့လာကြတဲ့အတိုင်း there are three memories three kinds of memory there are episodic semantic and procedural memory ဖြစ်ပါတယ် the answer is according to book psychology there are three kinds of memory they are episodic memory semantic memory and procedural memory ဖြစ်ပါတယ်2 what does semantic memory refer to semantic memory ကဘာကို refer လုပ်တာလဲတဲ့သွားကြည့်မယ်ဆိုရင် semantic memory က refers to all of our knowledge of the world around us ကမ္ဘာတော်မှာရှိတဲ့ကျွန်တော်တို့ရဲ့ဘုဒ္ဓတာတွေအားလုံးကိုရင်ညွှန်းတာဖြစ်ပါတယ် the answer is semantic memory refers to all of our knowledge of the world around us 3 what do you do ဘာလုပ်တယ်လဲတဲ့ if you want to store the information in the long term memory ရရှိမှတ်ချက်ထဲမှာ information တွေကို store တိုးလောင်းခြင်းနဲ့ဆိုရင်ဘာလုပ်တယ်လဲတဲ့ကျွန်တော်တို့ကြည့်ကြရအောင်ဘာလုပ်လဲဆိုရင် we go over our notes link up the points and memorize them to store the information in our long term memory ဖြစ်ပါတယ်အဲ့တော့အဖြေကတော့အဲဒီ we go over our notes link up the points and memorize them ပေါ့နော် so the answer is if we went store the information in the long term memory we go over our notes link up the points and memorize them ဖြစ်ပါတယ် next according to the tate အပိုက်ရတဲ့ what is memory compared to memory ကိုဘာနဲ့နှိုင်းယှဉ်ထားတယ်လဲတဲ့စာပဲရမှာဆိုရင် memory ကိုတော့ is like the database of a computer ကွန်ပျူတာသလုံးရဲ့ database နဲ့နှိုင်းယှဉ်ထားတာဖြစ်ပါတယ်အဲ့တော့အဖြေက according to the test memory is compared to the database of a computer 5 what will happen to a computer without a database database မရှိရင်ကွန်ပျူတာကဘာဖြစ်သွားမလဲတဲ့ database မရှိတော့ computer without a database the computer is useless အတော့မဟုတ်ဘောအဲ့တော့ဒါလေးကိုကျွန်တော်အနည်းငယ် modify လုပ်အောင်ပါဘောနော်အဲ့တော့ဒီမှာက what will happen ဘာဖြစ်မလဲလို့ပြောထားတာဖြစ်တဲ့အတွက်သူက will be useless ပေါ့အတော့မွယ်မဲ့ဖြစ်သွားမှာပေါ့နော် this How would you react မင်းဘလို့တုံ့ပြန်မလဲတဲ့ When you remember something pleasant စိတ်ချမ်းသာတာတစ်ခုခုကိုပဲအမှတ်ရတဲ့အခါမင်းဘလို့တုံ့ပြန်မလဲတဲ့ဟုတ်ကဲ့ကျွန်တော်တို့ passage ထဲမှာဆိုရင် we smile when we remember something pleasant စိတ်ချမ်းသာတာတစ်ခုခုကိုကျွန်တော်တို့သတိရတဲ့အခါကျွန်တော်တို့ပြုံးနေပေါ့နော်အဲ့တော့အဖြေက we will smile when we remember something pleasant ဖြစ်ပါတယ် okay next slide read the extras a and b ပေးထားတဲ့ extract ဆိုတာကောက်နှုတ်ကောက်နှုတ်ချက်ကိုပြောတာ extract ဆိုတာ a short passage from a book သောက်တော့စီကနေအဲကောက်ယူယူထားတဲ့ a short passage သာပိုက်တူလေးတွေ piece of music ဒီ guitar နော် guitar guitar စာစာလာတဲ့နေယူထားတဲ့ကောက်နှုတ်ချက်ကလေးတွေ they give you an idea of the whole thing is like ဆာရှိတယ်ပြောပေါ့နော်ကောက်နှုတ်ချက်ကလေးတွေပြောတာ from the two different poems ကပြားနှစ်ပုတ်စီကတဲ့ဒီကောက်နှုတ်ထားတဲ့ဒီ a နဲ့ b တဲ့ a နဲ့ b ကိုဖတ်ပါတဲ့အင်ပြီးတော့ c ပြောပါ what type of memory ba ba memory ကို the poor is retrieved retrieve ဆိုတာက to bring or get something back ပြန်လည်ရယူတာပေါ့နော်ပြန်လည်ရယူတာဘယ် memory ကနေပြန်လည်ရယူထားတာလဲတဲ့ the information from the achievement တွေကိုတဲ့ကြပြဆရာကဘယ် memory ကနေရယူထားတာလဲတဲ့ a နဲ့ b ကိုဖတ်မယ်ပြီးရင်ကြပြဆရာကဘယ် memory ကနေရယူထားတာလဲဆိုတော့ memory ၃မျိုးရှိတဲ့အနေ episode ရယ် semantic ရယ် ကျွန်တော်တို့နောက်ဆုံးက procedural memory ရဲ့အဲ့ memory သုံးခုတည်းကနေဘယ် memory တွေကနေဒီ information တွေကိုယူထားတာလဲတဲ့အဲ့တော့ကျွန်တော်တို့ A နဲ့ B ကိုဖတ်ကြည့်ရအောင်ဒီ A ကတော့အလုံးရင်းနေကြလိမ့်မယ် grade 10မှာ deforty ဆိုတဲ့ကဗျာပေါ့နော်ဒါ William Wordsworth နဲ့သူကဗျာဆရာတော့ကျွန်တော်သိချင်လားအဲ recall လို့မြောက်ဖြစ်နေတယ် A I wander lonely as a cloud that flows on high over vast haze when not it was I saw a crowd a host of golden daffodils beside the lake beneath the trees fluttering and dancing in the breeze သူကတော့ကျွန်တော်ဒီမှာကတော့ကြပြာဟိုအဓိကတင်မှာမဟုတ်တဲ့အတွက်အကြံပြုလေးပဲပြောပါမယ် I wander lonely as a cloud that floats on high over vase and haze တောင်တန်းတွေပေါ်မှာလွတ်မြောနေတဲ့တိမ်တွေလိုငါလည်းတယောက်တည်းခီးနေတဲ့ All when all it was တော့ချစ်ချင်းမဲနော် I saw a crowd a horse dot golden daffodils ရှင်ရောင်နှင်းပန်းတွေတပြုံတရင်းကြီးကိုကျွန်တော်မြင်လေးရတယ်တဲ့ beside the lake ရေကန်ရဲ့ဘေး beneath the tree step in တွေရဲ့အောက်မှာ fluttery and dancing in the breeze လေပြေလေညင်းလေးတွေရဲ့အလုံးမှာတစ်ဖက်ဖက်လှုပ်ခါပြီးတော့ကနေတာကိုကျွန်တော်မြင်ခဲ့ရတယ်တဲ့ဒီနေရာမှာကျွန်တော်တို့က wonder ဆိုတဲ့ verb ကိုကြည့်မယ်ဆိုရင်ဒါ past အကြောင်းကိုရေးခဲ့တာသူအတိတ်ကသူမြင်ခဲ့တဲ့အကြောင်းအရာကိုပြန်လဲခံစားပြီးတော့မှရေးဖွဲ့ထားတာဖြစ်တဲ့အတွက် A ကတော့ ဘဲကနေရယူထားတာဘဲမမိုရီနဲ့ရယူထားလဲဆိုရင်ပြီလောက်ပါပြီနောက် B B ကတော့ of in the stilly night လို့လည်းပြောကြတယ်ကြဗျာပြီးတော့ဒီ Thomas More ရဲ့ The Life of the Other Days လို့လည်းပြောကြတယ်ဟုတ်ကဲ့ကြဗျာဖတ်ကြည့်ကြအောင် of in the stilly night ဟုတ်ကဲ့ of ဆိုတာက often မှာပဲ o use ဖြစ်ပါတယ် ရှေ့ခက်အတုံးပေါ့နော် off in the stilly night stilly ဆိုတော့ကြပြအတုံးပေါ့ဗျာ stilly နဲ့ဆိုတော့တိတ်ဆိတ်ငြိမ်တက်တဲ့ညလယ်မှာတဲ့ our slumbers r ဆိုတာက before ရဲ့အတူကောက်ဖြစ်တဲ့ r before ပါတဲ့ slumber slumber ဆိုတာက exit ဒီနော် exit ချင်းနောင်းလဲရတယ် tough လဲရတယ် sleep a time when somebody is asleep ဒုတိယအိမ်မောကြနေတဲ့အချိန် our slumber chain has bound me bound ဆိုတာက bind ရဲ့ positive ဖြစ်တယ် to tie somebody with a rope a string ကျိုးနဲ့ချီနှောင်တာသူ့ကိုကြည့်လျောင်းပါရပြန်မယ်ဆိုရင်တစ်စိတ်ငြိမ်တက်တဲ့ညလည်းမှာတဲ့မကြာခဏဆိုလိုပဲ our slumber's chain has bound me အိတ်စစ်ချင်းဆိုတဲ့ chain တန်ကျိုးက has bound me ငါ့ကိုမချီနှောင်ခင်မှာလို့ပြောချင်တာဒီအိတ်စစ်ချင်းဆိုတဲ့တန်ကျိုးကငါ့ကိုမချီနှောင်ခင်မှာဆိုတော့ငါအိတ်မပြောခင်ပေါ့နော်ကျွန်တော်အိတ်မော မအိပ်ပျော်မီးတဲ့ fun memories brings the life of other days around me fun memory fun memory ဆိုတာကနှစ်သက်ဖွယ်ရ memory အမှတ်ရစရာမှတ်ဉာဏ်တွေက brings the life of other days around me အတိတ်ကအောက်မေ့ဖွယ်ရမှတ်ဉာဏ်တွေကကျွန်တော်ကိုလွှမ်းခြုံသွားတယ်တဲ့ဘာလဲဆိုတော့ the smile the tears uh, of boyhood years ကလေးဘဝကကြာခဲ့တဲ့မြည်ကြီးတွေပြုံးခဲ့တဲ့အပြုံးတွေ the words of love then spoken ြောခဲ့တဲ့ချစ်ချင်းမေတ္တာချစ်စကားတွေ the eins the eins တဲ့ရှင်တောက်ပခဲ့တဲ့မျက်လုံးတွေ now damn gun အခုတော့ m m ဆိုတာက no bright မတောက်ပတော့ဘူးတဲ့မိမိန်ပြောက်ွယ်လို့သွားကုန်ပြီတဲ့ the cheerful has now broken ပျော်ရွှင်ကြည်နူးခဲ့တဲ့เนาะကြည်နူးရှင်ပြခဲ့တဲ့နှလုံးသားလေးတွေကတော့အခုတော့ကွဲကြည်ကုန်ပါပြီတဲ့ that's လာကြောင့်မို့ in the stilly night သိစိတ်ငြိမ်တဲ့ညလဲမှာ our slumber's chain has bound me အစ်စ်ချင်းဆိုတဲ့တန်ကြိုးကငါ့ကိုမချင်အောင်မီ set memories bring the life of other this around me ဝမ်းနေပွေရဒီအတိတ်ကကျောင်းရဝမ်းနေပွေရအတွေ့တွေကကျွန်တော်ကိုလွမ်းခြုံတော့ပြန်နေတဲ့အဲ့တော့ဒီကြပြလေးကိုလည်းအကျမ်းမြင့်တယ်လို့ဖတ်လိုက်တယ်ဆိုရင် तू ကဘာကိုလွမ်းဆွနေရလဲဆိုတော့အတိတ်ကအကျောင်းအောင်ပဲ तू ကလွမ်းဆွနေတာ तू ငယ်ဘဝတုန်းကကြာခဲ့တဲ့မြည်ရေပြုံးခဲ့တဲ့အပြုံပြုံးခဲ့တဲ့ချစ်ချင်းစကားနော်တောက်ပခဲ့တဲ့မျက်လုံးတွေအခုတော့နော် မိမိပြောက်ွယ်ကုန်ပြီဆိုတော့အတိတ်ကိုပြန်လည်လွမ်းဆက်နေတဲ့ကြံပြပဲဖြစ်ပါတယ်။အဲ့တော့ဒီဟာကလည်း ban memory ကနေ retrieve လုပ်ထားတာလေ။ဟုတ်ကဲ့။အဲ့တော့အတိတ်ကကျောင်းဝကိုကျွန်တော်တို့ကပြန်လည်ပြီးတော့မှအောက်မေ့အမှတ်ရတာဆိုရင် episode memory ဖြစ်ပါတယ်။အဲ့တော့ဒီ7ကိုဖြည့်မယ်ဆိုရင်တော့ the point is retrieve the information from episode memory ပဲဖြစ်ပါတယ်။ဟုတ်ကဲ့။စပြင်းမဲ့လို့မျိုးလဲမှာတယ်။ နံပါတ်8ကိုစစ်ကြည့်ကြအောင် You are strumming the guitar in singing a song မင်းဟာတဲ့ဂီတာတီးပြီးတော့မှတခြင်းတမှုဆိုနေတယ်တဲ့ What type of memory are you drawing information from ဘယ် memory ကနေဒီ information တွေကိုမင်းဆွဲယူနေတာလဲတဲ့ကဲကျွန်တော်တို့က passage ထဲမှာလည်းဖတ်ခဲ့တယ်ဂီတာတီးတာတို့ဒီ skill တစ်ခုခုကိုအသက်ပညာတစ်ခုခုကိုလုတ်ဖို့ကူညီပေးတာကဘာကူညီပေးရလဲဆိုတော့ procedural memory ဖြစ်ပါတယ် I'm drawing information from procedural memory. 9. Bill and Bob are flying kites. Bill and Bob ka sun lut ni ja de. What type of memory are they depending on? Thru ga be memory ပေါ်မှာ depending on ဒီခုနေရလဲတဲ့ဆိုလက်တယ်ဆိုတာလေဒီတိုင်းပဲဒီဟာဒီ kind of skills ဖြစ်တယ်ဒါကြောင့်မို့သူတို့ဒီလဲ bail and both are depending on procedural memory ပဲဖြစ်ပါတယ် and you are taking an examination မစ္စမိုးဝဲဖြည်နေတာတဲ့ what type of memory are you depending on ဘယ် memory မှာမိမိခုန်နေတာလဲတဲ့အဲ့တော့စမိုးဖြည်နေပြီဆိုတော့ကျွန်တော်တို့ကအဲ cemented ပေါ့ wasn't the mini or wasn't sentences တွေကိုကျွန်တော်တို့ကမိခိုအားထားနေရတာဆိုတော့ i'm depending on cemented memory ဖြစ်ပါတယ်ဟုတ်ကဲ့ပြင်မယ်လို့မျောလဲမှာတယ်စစ်ကြည့်ကြရအောင် heavy vocabulary phrases ကျွန်တော်တို့ unit တိုင်းလို့လို့မှာပါနေတဲ့ phrasal verb ပေါ့နော်အရင်ရေးကြည့်ပါရဲ grade 10တုန်းကလည်းခဏခဏပါရဲအခု grade 11မှာလည်းအင် unit တွေလည်းပါခဲ့တယ်ပေါ့နော် phrasal verb a phrasal verb is a verb followed by an adverb phrasal verb ဆိုတာတဲ့ verb ပါပဲတဲ့ followed by an adverb a preposition adverb တဲ့ preposition နဲ့ဒါမှမဟုတ် adverb ရဲ့ preposition နှစ်ခုလုံးလိုက်တဲ့ verb ဖြစ်ပါတယ်တဲ့ it is usually used with the idiomatic meaning သူ့ကိုတော့ကျွန်တော်တို့ idiom အတိတ်ပဲနဲ့သုံးပါတယ်တဲ့ This meaning is often quite different from the literal meaning of the individual words. စကားလုံးသလုံးချင်းစီရဲ့တည်းရဲ့အဓိပ္ပာယ်နဲ့တော့လုံးဝမတူပါဘူးတဲ့။ဟုတ်ကဲ့ books and psychology ဥပမာပြောမယ်ဆိုရင် psychology ကြောင့်ရေးထားတဲ့စာအုပ်တွေကတဲ့ point out ထောက်ပြလိုက်မယ်ဒါ mention ပါပဲ။အဲ point ဆိုတာညွှန်ပြတယ်အောက်ဆိုအပြင်ဘက်ကိုအပြင်ဘက်ကိုညွှန်ပြတယ်မဟုတ်ဘူး point out ဆိုတာဒီ mention လောက်တာကိုပြောတာ there are short term memory and long term memory အဲ့တော့ point out ဆိုတာဒီ phrasal ဖြစ်ပါတယ်သူရဲ့အဓိပ္ပာယ်က idiomatic တဲ့အသုံးပေါ့နော်သူရဲ့ literal meaning က point ဆိုတာညွန်ပြသည်အောက်စွာအပြင်ကိုအပြင်ကိုညွန်ပြသည်မဟုတ်ပါဘူးတဲ့အဲ့တော့သူရဲ့ literal meaning က individual words နဲ့တော့လုံးဝကွဲလွဲကွဲလွဲပါတယ်တဲ့သူရဲ့ literal meaning နဲ့တော့အဓိပ္ပာယ်မတူပါဘူးတဲ့ဟုတ်ကဲ့ပါဆက်ကြည့်ကြအောင် A study the following phrasal verbs အောက်မှာပေးထားတဲ့ phrasal verbs တွေကိုလေ့လာပါတဲ့ thumb back think ဆိုတာဒါတော့ ိုဘယ်လိုပြောမလဲပေါ်လွင်နေတယ်ပေါ့နော် think back ဆိုတာလေးကိုကြည့်ကြည့်လိုက်တာ ਨੇ ပေါ်လွင်နေတယ်ပြန်ရွေးစဉ်းစားသည်ပြန်စဉ်းစားတော့ remember ပေါ့ draw upon draws are sweaty on အပေါ်မှာဆွဲတည်မဟုတ်ဘူး use something as a source of supply တခုခုကိုတဲ့ supply အထောက်အပံ့ပစ္စည်းတခုအနေနဲ့အသုံးပြုတည်ပါတဲ့ point out ဆိုတာလေးတိုင်းပဲအပြင်ဘက်ကိုညွှန်ပြတည်မဟုတ်ဘူး make someone aware of something တခုခုကိုတယောက်ကဒေတာမိအောင်ပြုလုပ်သည် jot down write something quickly အမြန်ရေးမှတ်သည် go over go over လို့ဆိုတာ review ပြန်လည်ပြီးတော့မှကြည့်တာပေါ့နော် link up ဆိုတာချိန်ဆက်သည် go through ဆိုတာက experience something တစ်ခုခုကိုဖြတ်သန်းပြီးတော့မှတွားလီမှုဘူးတစ်ခုခုကိုကြုံတွေ့ခံစားရည်ဆိုတဲ့အဓိပ္ပာယ် depend on ဆိုတာလည်း rely on something မိခိုအားထားရည်ဆိုတဲ့အဓိပ္ပာယ်ပါတဲ့ဟုတ်ကဲ့စစ်ကြည့်ကြရအောင် complete the sentences when the correct forms or the phrasal verbs in society is aside မှာပေးထားတဲ့ phrasal verb တွေရဲ့မှန်ကန်တဲ့ပုံစံနဲ့ဒီစနစ်နေထဲမှာဖြည့်ပေးပါရတဲ့ ကျွန်တော်အရင် slide ကိုဆင့်မသွားတော့ဘူးဒီမှာကျွန်တော်ယူလာပေးပါရယ် time back point out jot down go over draw upon or on link up depend on go through okay number 1 the teacher blah 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 the mistake i have made in my essay ကျွန်တော်ရဲ့ဆိုင်စာကုန်းမှာကျွန်တော်လုတ်ခဲ့တဲ့เนาะကျွန်တော်မှားထားတဲ့အမှားတွေကိုတဲ့ the teacher ဆရာကမလုပ်ခဲ့လေ yes point out ထုတ်ပြခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က the ဖက်က past perfect ဖြစ်တဲ့အတွက် တစ်ဖက်က past tense ဖြစ်ရမှာပါကျွန်တော်ဒီဘက်မှာဖြစ်ရတဲ့ခုကတခုကအရင်ဖြစ်တယ်တခုရင်ပြီးမှနောက်တခုဖြစ်တဲ့ကိစ္စမျိုးတွေမှာနောက်ကျမှဖြစ်တဲ့ဖြစ်ရကို possible အရင်ဖြစ်သွားတဲ့ဖြစ်ရကို past perfect နဲ့ရေးပြရတာပါ so the teacher pointed out ဖြစ်ပါတယ် you know pointed out two king king blah 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 knows why she was listening to the lecture လက်ချာကိုနောက်ထောင်နေရင်းတဲ့ခင်ခင်ဟာ notes ကိုမလုပ်ခဲ့လေဒီနေရာမှာ controversial ဖြစ်เสียရှိတယ်ဖြစ်နိုင်ခြင်းတွေမျိုးလည်းရှိတယ် possibility ကတစ်ဖက်ကတစ်ဖက်ကကကျွန်တော်တို့ဖြစ်ရက action တစ်ခုရှိလိမ့်မယ် action တစ်ခုကအရှိကြာကြီးဖြစ်နေတဲ့ action ကိုကျွန်တော်တို့က past continuous နဲ့ရေးပြီးတော့မှနောက်ထပ် java ဖြစ်တဲ့ဖြစ်ရက်ကို past you past နဲ့ရေးရတယ်အဲ့တော့ဒီလိုမျိုးရေးမယ်ဆိုရင်တော့ကျွန်တော်တို့ဖြစ်နိုင်တာကဒါ past tense ပေါ့နော်ဒါမှမဟုတ် action တစ်ခု parallel action ပေါ့ဗျာ parallelization ဖြစ်ရတဲ့ခုလုံးတစ်ပြိုင်နက်ဖြစ်နေတယ်လို့ညီညွတ်မျိုးနွယ်မှရေးချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာလည်း post continuous လည်းရေးလို့ရတယ်အဲ့တော့ကျွန်တော်တို့အဖြေကတော့ jotting down လို့လည်းရတယ်လို့ worst jotting down လည်းဖြစ်နိုင်ပါတယ်အဲ့တော့ပြီးပြီးသွားတဲ့ကိစ္စမျိုးဆိုလို့ယူဆရင်တော့ jotting down ပေါ့ဗျာဒါမှမဟုတ်ပြီးပြီးသွားတဲ့ကိစ္စမျိုးမျိုးပဲ ਨੇ ကျွန်တော်တို့ကဒီ action ကိုပဲဦးစားပေးမှပြောချင်တယ်ဆိုရင်တော့ worst jotting sorry worst jotting down လည်းဆင်ပြေပါတယ်ဟုတ်ကဲ့ကိုစိတ်ကြိုက်ရထေချပါဗျ Number three, he was proud of himself when he blah 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 to all the things he has done for the company. Company တွေ့သူလုပ်ခဲ့တာတွေကိုစဉ်းစားလိုက်တော့နော်ဖြစ်တော့ပါသွားပြီ။သူဟာသူ့ကိုယ်သူအရန်ကိုဂုဏ်ယူနေတယ်တဲ့။အဲ့ဒီမှာလည်းဒီတိုင်းပဲတစ်ဖက်ကက positive ဖြစ်တဲ့အတွက်တစ်ဖက်မှာကျွန်တော်တို့ positive လည်းဖြစ်နိုင်တယ်လို့နော်တစ်ခုပြီးမှတစ်ခုဖြစ်သွားတယ်ဆိုရင် positive လည်းဖြစ်နိုင်တယ်လို့တင်စားပြီးတော့မှပြောခြင်းရင်တော့ past continuous လည်းဖြစ်နိုင်တာပဲ။အဲ့တော့ ကျွန်တော်တို့ဒီမှာ thought back လဲဖြည့်ခြင်းနဲ့ what thinking back လဲဆင်ပြပါတယ် topic ကတော့ပို့ပြီးတော့မှ neutral ဖြစ်တယ်ပေါ့နော် what thinking back ကတော့အသုံးနဲ့ပါတယ်ဒါအဲစဉ်းတော့ပြီးတယ်ပေါ့နော်သို့တော့ as you like for you should blah 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 your assignment before you submit it to your teacher submit ဆိုတာအပ်တာမင်းဆရာစီကိုတဲ့မင်း assignment မင်း assignment ကိုမအပ်ခင်မှာ you should ဘာလုပ်သင့်လဲ yes you should go over ကျွန်တော်တို့ modal verb ရဲ့နောက်မှာကြောင့်မို့ဒီက verb 0ပဲဖြစ်မှာပေါ့နော် infinitive ပဲဖြစ်ရမှာပါကျူကျူ wrote this article by blah 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 her own experience ကျူကျူဟာတဲ့ဆောင်းပါးကို her own experience သူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံကိုဘာလို့ပြီးတော့မှရေးတာလဲ yes drawing upon တူရဲ့ကိုယ်ပိုင်အတွေ့အကြုံစီကနေတူရဲ့ကိုယ်တွေ့ဖြစ်ရစီကနေယူပြီးတော့မှရေးတာပါ binds present participle ဖြစ်ပါတယ် drawing upon the amount of money he has saved to pay သူထားတဲ့ပတ်စံကားတဲ့ blah 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 the job he is doing သူလုပ်လို့နေတဲ့အလုပ်ပေါ်မှာဘာလုပ်နေတာလဲ yes depend on depends on ဒီက the amount of money and county ပဲဖြစ်တဲ့အတွက် depends လို့ရတယ် singular verb ဖြစ်မှာပါအဲ့တော့ depends on Now the the two university have blah 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 do a project on rural development. The two university university တက္ကသိုလ်နှစ်ခုဟာတဲ့ have blah 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 လုပ်နေကြတယ်တဲ့ to do a project project တစ်ခုလုပ်ဖို့ on rural development တော့ကြည့်လက်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်စီမံကိန်းတစ်ခုလုပ်ဖို့ဒီတက္ကသိုလ်နှစ်ခုကဘာလုပ်နေကြလဲ? Yes ဖြစ်နိုင်ကြရတစ်ခုပဲရှိပါတယ်။ Lint up ဖြစ်နေကြတယ်ပေါ့နော်။ဒီနေရာမှာ have ဖြစ်နေတာဖြစ်တဲ့အတွက် present perfect ကိုတွန်းအောင်ပါပါ so linda the last one to be able to do at the job or အလုပ်ကိုကောင်းကောင်းလုပ်နိုင်မှုဆိုရင်ね you have to blah 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 several months of training မဲ several months of training လောက်ပေါင်းများစွာ training တွေကိုဘာလုပ်ရမလဲ yes လုပ်ပြရမယ်ဖြတ်သန်းရမယ် go through ဖြစ်ပါတယ်ပြီးတော့မှာ infinitive ပါဟုတ်ကဲ့အဆင်ပြေမယ်လို့မျှော်လင့်ပါရစေ။အဆင်ပြေတာရှိရင်လည်းကျွန်တော်ရဲ့ comment box မှာဝေယောမှတ်ချက်ပေးပေးပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ နောက်ဗီဒီယိုမှာပြန်လည်ဆွေးနွေးကြရအောင်အပတ်မကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။ Bye bye.